ဘန်ကောက်မြို့လေ BTS နာနာနဲ့အစုပ်ရထားစီရှင်ညီနာမှာရှိတဲ့ဟိုတယ်ဒီဇိုင်းဆောက်လုပ်ထားတဲ့ Fin အစုပ်ကိုလို့လူကြီးမင်းတို့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်အခု Fin အစုပ်ကိုတို့ရဲ့အောက်ထပ် lobby ရောက်နေဖြစ်ပါတယ်နေရာမှာဆိုခံရရညာထိုင်ကလေးပြင်ဆင်ပေးထားတာကြသူ့ရဲ့ဒီဇိုင်းကတော်တော်လေးကိုလာပါတယ်ဒီနေရာမှာဆို reception ရှိမယ်ဒီအောက်ထပ်မှာဆိုလည်းအလုံးလုံးရအတွက်နေရာထိုင်ကလေးပြင်ဆင်ပေးထားတာကြ ကျွန်တော်ခုရောက်နေရတော့ fitness center ပဲဖြစ်ပါတယ် fitness center မှာဆိုရင်သုံးမိထားတဲ့ equipment တွေကတော့ brand quality ကောင်းအောင်သုံးမိထားတာပဲဖြစ်ပါတယ်သူဖွဲ့စည်းပုံဒီဇိုင်းလေးကလည်းတော်တော်လေးကိုလာပါတယ်ဗျဒီဘက်မှာဆိုရင်ယောဂရုံးတစ်ခန်းနဲ့ဖွင့်စီပေးထားပါတယ်။ကျွန်တော်ခုပြပြမှာတော့40 square meter 1 bed plus အခန်းပဲဖြစ်ပါတယ်။ ခန့်ဝင်လာခြင်းမှဆိုရင်ညာဘက်ချမ်းမှဆိုရင်ဖိုင်လက်တစ်ခုဖွဲ့စည်းပြီးတော့တွေ့ရပါတယ်။ဒါကတော့ Dimeron area ပဲဖြစ်ပါတယ်။ခန့်ဖွဲ့စည်းပုံလေးကလည်းတော်တော်လေးကိုလာပါတယ်ဗျ။ဘွန်ဘက် plus ပြောကြအောင်မို့အခန်းပူလီတခန်းရှိမယ်။သူ့ရဲ့ view ကဆိုအရန်ကိုလာပါတဲ့ဖူ view ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီမှာဆိုရင် man slide တော့ကာပြီးတော့တွေ့ရပါတယ်ဗျ။ဒါတော့အိတ်ခန်းပဲဖြစ်ပါတယ်။အိတ်ခန်းဖွဲ့စည်းပုံလေးကလည်းရန်ကိုလာပါတယ်ဗျ။ သူရခဲ့မှာဆိုရင် boarding clauses toilet နဲ့တွဲလို့သွားရတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်ကျွန်တော်အခုပြပေးမှာတော့62 square meter two bedroom ခန်းပဲဖြစ်ပါတယ်ဒီခန်းကိုဝင်လာခြင်းမဆို dining room area အခြေယူတွေ့ရပါရဲ့ဗျဒါတော့ living room area ပဲဖြစ်ပါတယ်သူရခဲ့မှာဆို balcony တစ်ခုထားပါရစာဗျဒီဘက်ချမှာဆိုရင် final တစ်ခုဖွဲ့စည်းပြီးထားတော့တွေ့ရပါတယ် သူရဲ့မျက်နှာချင်းဆိုင်မှာဆိုရင်ဘက်ဒရောအိတ်ခန်းတစ်ခန်းရှိမယ်ဒီဘက်ဆောင်သွားပြီးကြည့်ရအောင်ဒါတော့မာစတာဘက်ဒရောအိတ်ခန်းပဲဖြစ်ပါတယ်ဒီကဲမှာဆိုရင်ဘက်တက်ပါပါတယ်ထိုင်းနေတစ်ခုဖွဲ့စည်းပေးထားပါတယ်ဗျအဲ့ဒီတော့ BDS နာနာနဲ့အစိုးရထားစတေရှင်ကြီးနားမှာရှိတဲ့ဘန်ကောက်မြို့လယ်မှာတည်ရှိတဲ့ဟိုတယ်ဒီဇိုင်းဖွဲ့စည်းထားတဲ့ Fine အစိုးကွန်ဒိုကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်လူကိုယ်တိုင်လည်းရောကြည့်ရှုရင်လို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Fiber နဲ့ဖုန်းနံပါတ်မှာဆက်သွယ်မိပြန်ဆောင်ရွက်နိုင်ပါတယ် ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံချင်းဝေးမယ်ဆိုရင်တော့ GNG Thai Hospital ကိုဆက်သွယ်မိများစုံစမ်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်